ျော်ရွှင်မှုကိုဘယ်လိုသတ်မှတ်ကြမလဲတိန်တောင်းတဲ့ချီကြီးပေါက်တဲ့ခါကျမှပျော်ရွှင်ရမှာလားအမဟုတ်ကိုစားချင်တဲ့အစားအစာတွေစားလိုက်ရတာနဲ့ကိုပျော်နေရပြီလားပေါ့ဒါပါကျမကတော့စိတ်ချမိုင်းနဲ့ပတ်သက်တဲ့သိပညာဗဟုတတွေကို မျှဝေပေးနေတဲ့ဒေါက်တာဆီလင်းထွက်မှဖြစ်ပါတယ်ဒီနေ့မှာတော့ happiness ပျော်ရွှင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မှဘလို့အခြေအနေတွေကလူတွေကိုပျော်ရွှင်စေလဲဆိုတဲ့အရာတွေကိုဆွေးနွေးပြီးတော့မှပဲဖြစ်ပါတယ် psychology textbook ဒီမှာဆိုလို့ရှင်တော့ပျော်ရွှင်ခြင်းနဲ့ပတ်သက်ပြီးတော့သူကအပိုင်း၃ပိုင်းခွဲထားတာကိုကျွန်မဖတ်ရတယ်ပေါ့နော်ပထမတစ်ပိုင်းကဘာလဲဆိုတော့ကျွန်မတို့အားလုံးဟိုလက်ခံထားတဲ့ပျော်ရွှင်ခြင်းဘာလဲဆိုရင်ကိုလိုချင်တဲ့အရာလေးတွေရတယ် reward လို့ပုံစံမျိုးဒါမှမဟုတ်လို့ရှိရင်လေကိုသွားခြင်းနဲ့ခီးတွေဘာတွေသွားနေရဲကိုပြောရတဲ့ activity စီလုပ်နေရတဲ့အချိန်ဆိုလို့ရှိရင်လူတွေမှာပျော်ရွှင်မှုဆိုတဲ့အရာကိုခံစားရတယ်ပေါ့နော်နံပါတ်1ကကြာဘာလဲဆိုတော့ကျမတို့ကကျမတို့နေ့တစ်တကွာလုပ်နေရတဲ့ကိစ္စလေးတွေ အမဒီကိစ္စလေးတွေပေါ်မှာကျမတို့ engage ဖြစ်နေတာမျိုးပြောရမယ်ဆိုလို့ရှိရင်တော့စိတ်နဲ့လူတိုင်းကန့်နေရလို့ကျမတို့ပြောလို့ရတဲ့အခြေအနေတစ်ခုပေါ့နော်ဘာလို့လဲဆိုတော့ဒီခေတ်ကြီးက social media မှာအရန် distract ဖြစ်လွယ်တဲ့ခေတ်ကြီးဖြစ်တယ်အဲ့တော့ကျမတို့လူတွေရဲ့အာယုံကိုတစ်ခုတည်းမှာထားဖို့အတွက်ဆိုအရန်ခက်ခဲတယ်ပေါ့နော်လူတွေမှာဒါလို့ mindful ဖြစ်နေခြင်းကလည်း စိတ်ချမ်းသာစေတဲ့ပျော်ရွှင်ခြင်းတစ်ခုပဲဖြစ်ပါတယ်ပေါ့နောက်ဆုံးတစ်ခုကကျတော့ဘာလဲဆိုတော့ life ရဲ့ purpose ပေါ့ meaning of life ပေါ့ဘာအတွက်အသက်ရှင်နေတာလဲကိုယ့်ရဲ့ရှင်သန်မှုကဘာအဓိပ္ပာယ်လဲပြီးတော့ကိုယ်ရှင်သန်နေရတာကကိုကိုယ်ရှင်သန်ခြင်းနဲ့ life ရဲ့ purpose နဲ့ရောညီနေရဲ့လားဒီပေါ်မှာမူတည်ပြီးတဲ့ခါကျတော့မလူတွေပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းဆိုတာက ကွဲပြားသွားပါတယ်တဲ့နောက်တစ်ခုလူတယောက်ပျော်ခြင်းမပျော်ခြင်းကဘယ်အရာတွေပေါ်မှာထပ်ပြီးတဲ့အခါကျတော့မှကြီးလို့ရသည်လဲဆိုလို့ရှိရင်သူ့ရဲ့နေ့တူတကွာလုံနေတဲ့အလုပ်တွေဒါမှမဟုတ်သူ့ရဲ့ small behavior ပေါ့သူဘာတွေလုံနေလဲတနေ့တာမှာသူမှပြသူက physical exercise ပေါ့နော်လေ့ကျင့်ခန်းလုပ်တတ်တဲ့လူမျိုးဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့မှ endorphin ဆိုတဲ့ hormone လေးတွေထွက်တော့သူ့စိတ်ထဲမှာပျော်ရွှင်နေသူ့စိတ်ထဲမှာအားရကြည်နေတယ်ဆိုတဲ့ခံစားချက်လေးတွေဖြစ်တယ်ပေါ့အဲဒီပြုမျိုးလေးတွေကသူ့ကိုပျော်ရွှင်စေတာမျိုးတွေဖြစ်တယ်ပေါ့ နောက်တစ်ခုကကျတော့ mindset mindset ကလည်းအရေးကြီးတယ်ကျမတို့ကအကောင်းမြင်ဖို့အတွက်စိတ် mindset လေးတစ်ခုကတော့လိုအပ်တယ်ဘဝမှာပေါ့နော်အဲ့တော့ဟို the positive mindset ရှိတဲ့လူအကောင်းမြင်စိတ်ရှိတဲ့လူတွေကကျတော့ဘလို့အခက်ခဲမှာပဲဖြစ်ဖြစ်သူ့ရဲ့အကောင်းမြင်တဲ့စိတ်ကလေးတစ်ခုကကျမတို့ကိုခက်ခဲတွေကိုကြော်လွားနိုင်တဲ့ခွန်အားတစ်ခုဖြစ်စေတယ်ပေါ့ဒီလူတယောက်ရဲ့ဟိုကိုရည်သွေးပေါ့အကောင်းမြင်နိုင်စွမ်းရှိလားမရှိလားပေါ့မမှုတည်ပြီးတဲ့ခါကျတော့မှလည်းလူတွေရဲ့ပျော်ရွှင်ခြင်းတွေကအဆုံးဖြတ်ပေးတယ်ပေါ့နော်နောက်တစ်ခုကကျတော့ ထူးထူးဆဆအသက်တယ်အသက်ပေါ်မှာမူတည်ပြီးတော့မှလူတွေကပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းဆိုတာတွေကဟိုကွဲပြားသွားတယ်ပေါ့အသက်16နှစ်ကနေပြီးမှ85နှစ်ကြာလူတွေကို စာပေးကောက်တာပေါ့သူတို့ပျော်ရွှင်မှုနဲ့ပတ်သက်ပြီးစာပေးကောက်တဲ့အချိန်မှာဟိုစာပေးရဲ့ result ကဘာထွက်လဲဆိုတဲ့အခါကျတော့အသက်16နဲ့21နှစ်ကြာကလူတွေကသူတို့ပျော်ရွှင်မှုကိုတော်တော်ခံစားရတယ်ပေါ့နော်အဲဒါပြီးတော့လုံးဝဘုံးဆိုပြုတ်ကြသွားတော့ ထိုးချသွားပြီးတဲ့ခါကျမှအသက်50နောက်ပိုင်းကျတဲ့ခါကျတော့မှပဲပြန်ပြီးမှလူတွေတဖန်ပြန်လဲပြောရွှေမှုကိုပြန်ခံစားရတယ်ပေါ့အိဇက်ဒါတွေကဘာလဲဆိုနိုင်ငံရေးမတည်ငြိမ်နေတဲ့နေရာမျိုးတွေတော့မပါဘူးအဲ့တော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့လူတွေမှာလည်းပြောရွှေမှုဆိုတဲ့အရာကဟိုခုနအစားပေးလို့မျိုးပေါ့နော်ဆက်ရှင်နဲ့တည်းလည်းပြောရွှင်ရတယ်ဆိုတာမျိုးဟုတ်ချင်မှဟုတ်မယ်ပေါ့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကတော့ဒီရေးစာပေးဖြေရတော့မမှန်ဘူးပေါ့နော် အဲ့တော့အခုတက်ကြီးတဲ့လူတွေလည်းစိတ်ဆင်းရဲနေရတယ်။တက်ငယ်လူတွေလည်းစိတ်ဆင်းရဲနေရတဲ့အခြေအနေတစ်ခုဖြစ်နေရဆိုတဲ့အခါကျတော့သူ့ကိုကြည့်လိုက်မယ်ဆိုယူရှိတ်ပက်တန်လေးမြင်ရတယ်ပေါ့။ဥမာဖြင့်16ကနေပြီးတော့မှ21ထိရကျသူကပျော်နေတယ်ပေါ့။ပျော်တဖြည်းဖြည်းတဖြည်းဖြည်းကျသွားတယ်။မှ20 30 40ပြီးတော့မှ50ကျမှပြန်တက်လာတာပေါ့။တက်ပြီးတဲ့အခါကျမှပျော်ပြန်ပြီးပြန်ပြန်ပြီးပျော်ရွှင်နေပေါ့။ဘာကြောင့်လဲပေါ့နော်။ဘာကြောင့်ဒီရဲ့ဒီအသက်အပိုင်းခြားတွေမှာပျော်ရွှင်မှုတွေကပြောင်းလဲသွားတာလဲဆိုတဲ့အခါကျတော့ဒီ21ကနေပြီးတော့မှ50ကျသည်ကျမတို့က တကယ်တော့ life is essential crisis တွေဝင်နေတဲ့အချိန်လေးဖြစ်တယ်ပေါ့နော်။ငါဘာအတွက်အသက်ရှင်နေရတာလဲ။ပြီးတော့ခါကြဒီနေရာမှာဆိုကျမတို့ကကိုယ်တိုင်ပြန်ပြီးတော့မှခုအားကိုပြန်ကိုရတဲ့အချိန်ရောက်ပြီပေါ့နော်။ဥပမာဖြစ် financial ကိစ္စတွေတော့၎င်းဒါတွေအကုန်လုံးပြီးတော့ခါကြနောက်တစ်ခု family တစ်ခုတိဆောက်ဖို့မတိဆောက်ဖို့တွေတော့၎င်းဒီနေရာမှာဒီရဲ့အသက်အပိုင်းခြားတွေမှာအရင်အောင် complicated ဖြစ်တယ်ပေါ့။ဆိုတော့လူတွေမှာဒီအသက်အပိုင်းခြားပေါ့21ကနေ90ခြားမှာပျော်ရွှင်မှုကိုရှားရတာနည်းနည်းခက်တယ်။ ပြောနောက်တစ်ခုကကြတော့ဒီအသက်ပိုင်းခြားမှာကကျမတို့က social network ကကျယ်လွန်နေ social network ကကျယ်လွန်နေအဲ့တော့ဘာဖြစ်လဲဆိုရင် comparison တွေအရင်လုပ်မိတာမျိုးတွေရှိတယ်ပြောနောက်တစ်ခုကကြတော့ quantity နဲ့ quality ပေါ့ social network တွေကျယ်တာဟုတ်တယ်အပေါင်းအသင်းတွေအရင်များတာဟုတ်တယ်ဒါပေမဲ့ quality people ကဘယ်လောက်ထိရှိနိုင်မလဲဒီအရေပေါ်မှာလည်းမူတည်တယ်ပေါ့နော်အဲ့တော့အသက်ကြီးတဲ့လူတွေ OH ကကြတော့အသက်ခုနက90နောက်ပိုင်းနေကြတော့ သူတို့ရဲ့ social cycle လေးကသေးသွားတယ်ကျင်းသွားတယ်သူတို့ကြတော့ quantity ထက် quality ပို့ပြီးတော့မှရှိတဲ့လူတွေနဲ့ပဲနေနေရတယ်လို့ဖြစ်တာပေါ့သူတို့ကိုတကယ် care လုပ်တဲ့လူတွေသူတို့နဲ့တကယ်အတူတူရှိချင်တဲ့လူတွေနဲ့ပဲရှိရတဲ့အတွက်ကြောင့်မို့လို့သူတို့စီမားကကြတော့ပျော်ရွှင်မှု connected ဖြစ်နေတယ်ပျော်ရွှင်မှုဆိုတဲ့ခံစားချက်လေးတခုရတယ်အဲ့တော့ جماعه ဟို aristotle ရဲ့ quote လေးတခုရှိတယ်ပေါ့နော်သူကဘာလဲဆိုလူတွေကအစတွေကစ social animal တွေဖြစ်တယ်ပေါ့ ကျွန်တော်တို့လူတွေဒီလူမှုပတ်ဝန်းကျင်နဲ့ကင်းခွာပြီးတဲ့အခါကျမှနေလို့မရအောင်အဲ့တော့ဒီလူတယောက်မှရှိနေတဲ့ကောင်းမွန်တဲ့ relationship ကိုဆက်ပြီးထိန်းသိမ်းထိန်းသိမ်းထားနိုင်ခြင်းမထားနိုင်ခြင်းကလည်းပျော်ရွှင်မှုကိုတပိုင်းတစပြန်ပြီးတဲ့အခါကျတော့ဟိုဆုံးဖြတ်ပြီးတာမျိုးရှိတယ်ပေါ့နော်ဒီတော့ပျော်ရွှင်မှုဆိုတာကကျမတို့အလိုလိုနေနေဖြစ်လာတာလားအလကားရလားပေါ့ပျော်ရွှင်မှုကိုကျမတို့လိုချင်တယ်ဆိုလို့ရှိရင် ျမတို့ကိုယ်တိုင်ကလည်းဒီပျော်ရွှင်မှုရစေဖို့အတွက်အရာတွေပေါ်မှာအချိန်ရောအင်အားကိုစိုက်ထုတ်ဖို့လိုအပ်တယ်ပေါ့ဥပမာအဖြစ်ကောင်းမွန်တဲ့ relationship တစ်ခုဖြစ်ဖို့အတွက်ဆိုရင်ကျမတို့သူသူဘက်ကပဲကျမတို့မျောလင့်နေလို့မရဘူးကျမတို့ကိုယ်တိုင်ကဆက်ပြန်ပြီးတော့အပေးယူများတာနေဖို့လိုအပ်တာမျိုးရှိတယ်ဒါမျိုးပြောချင်တာပေါ့နော်အဲ့တော့ပျော်ရွှင်ခြင်းမှာလည်း effort တစ်ခုဆိုတာလိုအပ်တယ်ဒီဘာသာရေးနဲ့ဆက်ဆက်ပြီးပြန်ပြောမယ်ဆိုလို့ရှိရင် တရားထိုင်ခြင်းနဲ့ပေါ့တရားထိုင်မှုအတွက်တရားထိုင်မှဒါပြောရွှေမှုတကယ်ရမယ်ချင်လို့ရှိရင်လေကိုကိုယ်တိုင်တရားထိုင်မှုအတွက်ကိုအချိန်ရဲ effort ရဲစိုက်ထုတ်ဖို့လိုအပ်တယ်အဲ့တော့ပြွှင်ချင်းသည့်အလကားရလာဆိုလို့ရှိရင်တော့ပြွှင်ချင်းသည့်အလကားမရပါဘူးခွန်အားတွေစိုက်ထုတ်ပြီးတော့ခါကြမှာပြွှင်ချင်းချင်းဆိုတာ earn လုပ်ရတဲ့အရာဖြစ်ပါတယ်ဒီမှာတော့ပြွှင်ချင်းဆိုတဲ့အရာကိုဘလို့အပိုင်းနေခွဲထားလဲပြီးတော့ဘလို့အရာတွေကပြွှင်ချင်းကိုတည်ရောက်မှုရှိလဲဆိုတဲ့အရာလေးတွေကိုဆွေးနွေးပြီးတော့တာပဲဖြစ်ပါတယ်အခုကြည့်ရှုနေတဲ့သူတွေမှာတော့ဘယ်ຢာတွေက ်ပျော်ရွှင်မှုကိုဖြစ်စီလဲဆိုတဲ့အရာလေးကိုလည်း sharing လုပ်သွားပေးပါအောင်နော်နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ပျော်ရွှင်ခြင်းကိုဘယ်လိုမျိုးရှာဖွေမလဲဆိုတဲ့အကြောင်းအရာလေးတွေပြပြပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့စောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်